ရေးတာတွေ့ရတယ်မေလုံးမေလုံးဟုတ်ကျူးသားနေပါတယ်တကယ်တော့လေကျွန်တော်ကကျူးသားတာတော့ဘယ်တော့မှမလျှော့ခဲ့ဘူးကျူးသားတဲ့အားတော့လေပူကျူးသားတယ်ဆိုတော့အများနဲ့ကိုယ့်ဘက်ကအဲကျမ်းမာရေးရှိတာထက်တော့ကျွန်တော်အများနဲ့ပူကျူးသားတယ်ဒါပေမဲ့အခုခါမှာတော့ဟိုပူပြီးအဲ့ဒါလေးကပူတိုက်ဆိုင်တော့ဖြစ်ပါလိမ့်မယ်အမေလုံးကတချစ်တယ်အမေလုံးနဲ့အမြဲတမ်းချစ်တယ်တားမိတားမိတယ်လို့ပေါ့နော်ရံဖြစ်ပြီးတော့လဲတင်းတင်းချစ်တာပဲရံချစ်တာမို့အဲ့လိုချစ်ချစ်လို့စကြတာတားမိနေရောက်က ုတ်အဲဒီမှာတော့အိမ်မှာကဟိုတာအကြီးနေရပါဘောနော်အဲ့တော့သူစန်းတဲ့ဒီဘုကားမှာငယ်ဘွား16 19 19ရွယ်လေးလည်းပါတယ်ပြီးတော့40ကျော်ရွယ်လည်းပါတယ်အဲ့ဒါတော့ကျွန်တော်ဒီကားအတွက် challenge ကိုဖြစ်မှာတင်ပါတယ်အဲဇလီးဖက်ကြည့်တဲ့အခါမှာကျွန်တော်ဘာဖြစ်တယ်ကျွန်တော်တို့ကပုံမှန်ဆိုဇက်ကိုနားလဲအောင်တစ်ခေါက်ဖက်တယ်ဘောနော်အဲ့လိုတစ်ခေါက်ဖက်တဲ့အချိန်မှာပဲကျွန်တော်အဲ့လို dialogue တွေလိုက်ပြောကြည့်မိတယ်ဘောနော်ကိုယ့်ရဲ့ character လေးကဟိုအပြောင်းလဲလေးတွေများတယ်အာ ပြောပါတယ်အကုန်လုံးတည်းကလည်းကျွန်တော်စုံစုံပြီးသားပါတော့ကိုရံလေးနဲ့ဆိုတော့ရှေ့မှာကအာကိုရံလေးနဲ့ရှေ့မှာကဘယ်လိုလဲဆိုတော့တာဖတာဖအောင်မှာအဲ့တော့မွေးစားတာဒီမှာကတော့တာရင်ဖြစ်ပြီပေါ့ကိုရံနဲ့အများနဲ့တွေ့တိုင်းနေပဲရှူတင်မှာပဲအဲ့လိုရှူတင်သွားလေလို့ဆိုဝင်ရစအများနဲ့တင်ပေးတယ်တင်ပေးတယ်ရွှေကျွန်းတော့လည်းအမှတ်တရပါတော့ကိုရံလေးကကိုရှေ့မှာမေးတာဘာမေးမေးမရဘူးကျွန်တော်ဘူးတူတိုက်တာအကျော်ပါဆိုတော့အကယ်ဒမီတွေမေးတာပေါ့နော်အဲ့ကဘသူကဘယ်နှစ်ပြန်ရှင်အကယ်ဒမီဘယ်လောက်ရလဲဆိုတော့ ကိုအများကြီးရမှန်တော့သိတယ်ရေအတွက်တိကျမသိတာအဲ့နဲ့တယောက်မေးလည်းမသိနှစ်ယောက်မေးလည်းမသိအဲ့နဲ့ကိုရနေတာတဲ့ဟိုဆရာဝန်လို့တွေ့တယ်ပေါ့နော် အနုပညာလုံးမလားဆရာဝန်ဆက်လုံးမလားဆိုတော့အနုပညာလုံးမလားလို့အဲ့တိုင်းတကယ်ပြောတဲ့အတိုင်းနဲ့ကိုတကယ်လုပ်ခဲ့တယ်အဲအဲ့အတွက်လည်းအကိုလည်းရွေးချယ်တာမှန်ကန်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကုကြီးဒုက္ခောင်တွေကရှေ့မှာပန်ဒရာဒီဝီတော့ပြတ်ဆက်တော့ကခဲ့တယ်ကခဲ့အဲ့တော့လည်းအမှတ်တရတွေကျွန်တော် ဟို state ချင်းချင်းနေထဲမှာဟိုပေါ့နော်ပြန်ရိုက်တာဆိုရိုက်ကွေးပြန်လောက်တာ studio မှာပဲရိုက်တာဆိုအိုက်ချတဲ့စိမ့်နေမှာဆိုလို့အဲ့လိုအနာနီးပြီးမှရိုက်ရတဲ့အချိန်မှာကျွန်တော်ပါဇက်ထဲမှာသွေးရင်ငုံထားကိုညအားနာပေါ့နော်တိတ်မကန်ဘူးကိုညကော်လည်းသွေးငုံထားပြောလို့မြင်อืมอืมကစ်ချလိုက်တော့ဘောနော်ကစ်ချတယ်ဆိုတာအရာတင်ပါ့မင်းတို့ဘာဖြစ်တာလဲမသိဘူးမှန်ပါကြည့်ဘာဖြစ်တာအဲ့ပြဇက်ကလည်းတကယ်အမှတ်တရပါဘောကျွန်တော်အဲ့လိုကြီးကြိုက်တာဘူးပြဇက်ကြီး အကူရန်လေးနဲ့အခုနောက်ဆုံးส่งခဲ့တာကအဲချစ်စိတ်တို့နောင်ဖွဲ့အဲ့မှာကတော့တားဖပေါ့တားဖဆိုတော့ကျွန်တော်မွေးစားသားမွေးစားသားဆိုမဲ့အရန်အဖေလည်းကိုယ်ချစ်တယ်ကိုယ်လည်းအဖေကိုချစ်တယ်မွေးစားသားအနေနဲ့ส่งခဲ့တာရှေ့မှာじゃပြူးရင်ส่งခဲ့တာပြီးတော့ဒီကတတရမြောက်ပေါ့ဒါပေမဲ့ကျွန်တော်ရဲ့စိတ်ထဲမှာじゃအမျိုးလိုဖြစ်နေစိတ်ထဲမှာကိုယ်ကငငယ်လေးတဲ့ကိုယ်ရင်လေးကကြီးကြီးကြီးတာအော်ဒါကအမျိုးလိုပဲဟိုကိုယ်ချစ်တာပေါ့နော်အဲ့တော့အခုလိုတွေส่งရတယ်ส่งရတဲ့အခါမှာလည်းခုနကပြောလို့ ဇလိုင်းထဲမှာစုံပြီးတော့ရန်ဖြစ်နေရတယ်ဆိုတော့ကိုကတော်တော်ကြိုးစားပြီးဖြစ်ရမှာနိဒါကကိုအဖေဆိုကြကိုချစ်တဲ့စိတ်ရှိထားတဲ့သူဆိုတော့အဆင်ပြေတာဒါတော့တကယ်ဆင်ញင်စရာဆိုကိုဘက်ကအမှားမှမဟုတ်တာပေါ့နော်သူတို့လည်းသူတို့အကြောင်းကြောင်းကြောင်းတော့ရှိမှာပေါ့အဲ့ဒီကားလေးဆိုလဲသူကအဲ့လိုတွေရုပ်ရှင်ပဲရုပ်ရှင်မှာမှာနေရာလေးကတော့တော်တော်ကောင်းတော့ကိုကလည်းဇလန်းဖက်ကလေးကအရန်ယူသွက်ခဲ့ရပေါ့နော်ရန်ယူသွက်တဲ့ရိုက်ချင်ခဲ့တာရိုက်ချင်ပြအနာနီမှာကိုမဟုတ်တော့ဘယ်လိုခြားတယောက်ဖြစ်သွားဒါပေမဲ့အဲ့တော့အဲ့အဲ့ကားလေးကလည်းဘာဖြစ်သွားလဲရုပ်ရှင်ဖြစ်မသွား တခြား channel ရောက်သွားအဲ့တော့အဲ့လိုပေါ့နော်အခုနောက်ပိုင်းတော့တိတ်မကြုံတော့ပါအရင်တော့အဲ့လိုကြုံတာကြုံတာလေးတွေရှိတယ်အဲ့လိုတော့ပြောလို့ရတာလေနည်းနည်းကိုလူပိုတိလာတယ်အာအနုပညာအတိုင်းဝန်းလူတွေပေါ့အဓိကကျွန်တော်အနုပညာအတိုင်းဝန်းလူတွေကယုံကြည်မှုတွေရှိမှကျွန်တော်တို့ရိုက်ခွေးတွေလောက်ရမှာလေတချို့အနုပညာရှင်အကြဘယ်လိုလဲဆိုအနုပညာအတိုင်းဝန်းရဆိုတာတက်ပြိတ်သက်ချစ်တာပြိတ်သက်ကအမှတ်ပေးလို့ သူရဲ့ fan အင်အားကြောင့်ရရတဲ့တိဥ္စာအနုပညာရှင်တွေရှိတယ်။ကျွန်တော်ကြာအဲ့လိုအလောက်ကြီးဖြစ်တဲ့လူတွေတော့ရှိတယ်။အရင်ကြီးဟို Facebook ပေါ်မှာအုံအုံထားကြီးဖြစ်မနေဘူးပေါ့နော်။ဒါပေမဲ့အနုပညာအတိုင်းဝိုင်းကယုံကြည်မှုတစ်ခုရှိလို့ကျွန်တော်ကရရတဲ့ထဲမှာပါတယ်။အခုဆိုလို့ရှိရင်ကျွန်တော်အာ series အတင်နေဆိုလို့ရှိရင်ရင်းပြနေပေါ့နော်။ရင်း character လေးကလည်းအခုပြနေတဲ့အချိန်တွင်းမှာပဲအဲ့လို character လေးထပ်ပြီးကန်းလန်းခံရတဲ့ရုပ်ရှင်လေးနေပေါ့နော်။အဲ့တော့ကျွန်တော်အများကြီးကြိုးစားနေတယ်ဒီမုံမတ်ညုံးမှာလည်းခုနကပြောအသက်ရွယ်အားဖြင့်ကွာကျွန်တော်တို့ကဒါ challenge တစ်ခုပေါ့နော် 19နှစ်20ဝန်းကျင်နဲ့40ကျော်ကျွန်တော်ဘယ်လောက်ထိပြောင်းအောင်မတူအောင်လုပ်ရမလဲဆိုတာကျွန်တော်လေ့ကျင့်ခုံနေပါတယ်ကျွန်တော်လည်းအကောင်းဆုံးကြိုးစားပါမယ်ပြီးတော့တကယ်ဟိုလေးစားကြတဲ့ပြုဆောင်နေနဲ့အကုန်လုံးဟိုအင်းနဲ့အားနဲ့ပေါ့နော်ဆောင်ရမယ်ပြီးတော့မပွန်းနှုန်းနဲ့ဆိုတာလည်းရှေ့မှာကျွန်တော်ဆောင်တော်ကူးမှလည်းစုံခဲ့ရတယ်ပေါ့နော်ဆောင်တော်ကူးကလေးရတယ် feedback လေးရဟိုသဘောကျကြတယ်အလီလီနဲ့ဆိုဟိုသဘောကျကြတယ်ပေါ့နော်အတွဲလေးရအဲ့လိုမျိုးလေးရှိခဲ့တော့ကျွန်တော်ဒီကားမှလည်းအကောင်းဆုံးကြိုးစားပါမယ်လို့ပြောချင်ပါတယ် ေးတာတွေ့ရတယ်မေးလို့မေးလို့ဟုတ်ကျူးသားနေပါတယ်တကယ်တော့လေကျွန်တော်ကျူးသားတာတော့ဘယ်တော့မှမလျှော့ခဲ့ဘူးကျူးသားတဲ့အားတော့လေပူကျူးသားတယ်ဆိုတော့အများနဲ့ကိုယ့်ဘက်ကအဲကျမ်းမာရေးရှိတာထက်တော့ကျွန်တော်အများနဲ့ပူကျူးသားတယ်ဒါပေမဲ့အခုအခါမှာတော့ဟိုပူပြီးအဲ့ဒါလေးတွေကိုတိုက်ဆိုင်သွားတာဖြစ်ပါလိမ့်မယ်အမေလုံးကတချစ်နေတယ်ပေါ့အမေလုံးနဲ့အများနဲ့ချစ်တယ်တားမိတားမိတယ်လို့ပေါ့နော်ရံဖြစ်ပြီးတော့လေတင်းတင်းချစ်တာပဲရံချစ်တာမို့အဲ့လိုချစ်ချစ်လို့စကြတာတားမိနေရောက်က လမ်းချင်းစုံလားပေါ့မလုံးဖြစ်ပါဘူးမလုံးဖြစ်ပါဘူးမလုံးဖြစ်ပါဘူးဒါပေမဲ့အမီလုံးနဲ့စုံမှုရှိမယ်ထင်တယ်စုံမှုရှိမယ်ထင်တယ်ကန်းလန်းနေကျွန်တော်ရုပ်ရှင်တကားပေါ့နော်ရက်လေးစင်ပြင်းတော့ကျွန်တော်လက်ခံမယ်အိုက်ကမှာတော့အမီလုံးတို့ line ဆိုတော့အမီလုံးပဲဖြစ်မှာပါတကယ်တမ်းတော့အရင်ကတည်းကလုပ်တယ်ကျွန်တော်ကငငယ်လေးတည်းကလုပ်ချင်တာပဲလုပ်တယ်ဒါပေမဲ့အခုတော့လူတွေပိုတတိထားမိလာတာပေါ့နော်အဲ့လိုပြောရမှာပေါ့ ါအောင်မြင်မှုပဲဘဝမှာလေကိုတို့ချင်တာလောက်ရတာလောက်မိုက်တာမရှိဘူးကျွန်တော်အဲ့လိုပဲခံရတယ်အာကျွန်တော်ဘဝမှာလေအဲ့လိုတိရုပ်ဆောင်မှာဆိုအဲ့လိုနံပါတ်1တို့2တို့3တို့အဲ့လိုအဲ့လို1 2တန်းဝင်နေတာအဲ့လိုမျိုးထက်စားရင်ကိုတို့ချင်တာကျွန်တော်ပုံမှန်လုပ်နေရမယ်ဆိုရင်ကျွန်တော်ကျင်တတ်တယ်ဘာလို့ကျွန်တော်အာရုံမနှောက်ချင်ဘူးအလုပ်ဆိုအလုပ်ပဲလုပ်ချင်တယ်အလုပ်ကိုကျွန်တော်ဘယ်လောက်ပဲပင်မန်းရပင်မန်းရဘယ်လောက်ပဲတိခန့်ရတိခန့်ရတိခန့်နိုင်တယ်အာတချို့ຢာတွေအာရုံနောက်ဆရာလေးမြင်လာရင်တော့ကျွန်တော်လဲရတယ်မပြောတော့ဘူးကျွန်တော်ဘဝမှာစိတ်သက်ကြရတော့မြင်ဒီခါလေးတော့ ဟိုနည်းနည်းလေးဟုန်သွားတဲ့ကာလာလေးရှိရပါဘောကျွန်တော်ကအဲ့လိုကျွန်တော်ကြည့်ရပါလို့17နှစ်လောက်မှအဲ့ဒါဆိုတော့အများနဲ့ကျွန်တော် memory ပြန်ပြန်ပွတ်တယ်ပေါ့နော် memory ပြန်ပြန်ပွတ်တဲ့အချိန်မှာမှတ်မိရလုံခဲ့၄နှစ်လောက်ကကျွန်တော်တခုခုဖြစ်ခဲ့ပုံရတယ်အဲအဲ့မှာ state တွေတင်တယ်တော့တောင်းတဆို state တွေလို့စိတ်တက်ကြရတယ်အပြင်မှာလည်းတိတ်မရှိသလို state တက်ဆိုပို့ရိတ်တိတ်တင်လည်းမရှိဘူးပေါ့နော်အလေးလူငယ်လေးနှစ်တော့တခုခုဟိုတစ်ခါတရံကြရှိတယ်လေကိုအရင်မျောလင့်ထားတဲ့ကားတစ်ခါက ရွှေ့သွားတာတို့အဲ့ကိုင်းမှာကိုမပါလိုက်ရတာတို့တခါကျအဲ့ကမ်းမှာအဲ့ကားကြီးကဟိုစာချုပ်တွေချုပ်ပြီးပြီးဆေးရံတွေလွှဲပြီးပြီးမှမရိုက်ဖြစ်တော့တာတို့ဒါမျိုးတွေရှိတယ်အင်းအရင်တော့အဲ့လိုမျိုးကြုံဘူးတယ်ကြုံဘူးတယ်အဲ့လိုကို့အနားနီးတော့မှဖြုတ်သွားပြီးတော့တခြားလူနဲ့ရိုက်သွားတာမျိုးပေါ့နော်အဲ့တော့ကျွန်တော်အဲ့လိုမျိုးဆိုရင်တော့အမှန်တမ်းပဲလူဆိုတော့နည်းနည်းစိတ်ထဲမှာပူတာပေါ့နော်မကျင်တတ်ဘူးပေါ့ အဲ့ဒါမဲ့ကိုဘာကျွန်တော်အဲ့လိုမျိုးဖြစ်ရင်ဘာပဲတွေးတယ်ဆိုတော့ငါအိုက်ချက်ကောင်းတဲ့ခွင့်ရတစ်ခုငါလာမှာမို့ဒါလေးကဖယ်လိုက်တာပေါ့ငါ့ကိုပေါ့နော်အဲ့လိုပဲတွေးပါတယ်